အထောက်ကောလေးထိုးလိုက်လို့ရှိရင်တော့တခြား bio stimulator တွေနဲ့ရှင်လို့ရှိရင်ပေါ့နော်သူကကြတော့ polydioxanone ဆိုရက်ဒီ powder အမှုန်ကနေပြီးတော့ဒီမျက်နှာအသားရည်ကအဲ collagen လေးတွေကိုသူက ထွက်အောင်လှုပ်ဆော်ပေးရပေါ့အဲအဲ့တော့သူကတခြား bio simulator တွေနဲ့ရှင်နည်းနည်းပို့ပြီးအောင်မြန်မြန်ဆန်ဆန် result ကိုတလားနဲ့တလားခွဲအတွက်မှာပို့ပြီးတော့သိရတယ်အဲသိရတဲ့ခါကျမှလည်းသူ result ရလာလို့ရှင်လည်း facial ဒီ skin လေးတွေကအဲဘယ်လိုပြောမလဲတင်းတင်းရင်းရင်းလေးဖြစ်လာမယ်ကြည်ကြည်လင်းလင်းလေးနဲ့ glow ဖြစ်လာလိမ့်မယ်ပေါ့ပြီးလို့ရှင်ဒီ doctor တို့ဒီတချို့တွေဆို smart line လေးတွေ marionet line လေးတွေကနည်းနည်းဟိုပါပေါ့နည်းနည်းတိချိုက်ရတယ်အဲအဲ့ဒါညာလေးတွေမှာ doctor တို့ဖြည့်လို့ရတယ် ောက်ပြီးတော့နောက်တစ်ခုကကြတော့ဒီတခြား bio stimulator တွေနဲ့အဲရှင်သူကဘာအားတာလဲဆိုတော့အဲတခြား bio stimulator တွေဆိုရင်သူကမလုပ်ရတဲ့နေရာတွေရှိရယ်အဖြောက်ကောင်းတဲ့ကတော့အမျိုးမျိုးတွဲလုပ်တာမျိုးတော့ရှိရယ်ပေါ့နော်အများကြီးတွဲလုပ်တယ်အဲတွဲလုပ်တဲ့ result တွေကလည်းပို့ပြီးတော့ကောင်းတယ်ပေါ့ ဟိုဒေါက်တာတို့ဒီမှာအလုပ်များတဲ့ဟာမျိုးဆိုလို့ရှင်ဒီ Arthrogon နဲ့အဲဖပုံလေးစာနဲ့တွဲလို့တာမျိုးတွေအဲဆိုလို့ရှင်လည်းလူကြိုက်များတယ်နောက်တစ်ခုကကြတော့ဒီ Exozone ပေါ့အဲ Exozone နဲ့တွဲလို့လို့ရှင်လည်းသူကမျက်နှာကိုပို့ပြီးတော့အပေါ်ရန်လေး skin ဘိုင်းမျိုးလည်းပို့ပြီးတော့ glow တက်တယ်ဒီအနောက်ကနေပြီးတော့ Arthrogon ကနေလိုက်လာမဲ့ action လေးတွေလည်းနောက်ပိုင်းပို့ပြီးတော့တည်တာလာတော့သူကတော့လူကြိုက်ပုံများတယ် ဟုတ်ကျွန်တော်ကတော့ဒေါက်တာရဲဝင်းသူဖြစ်ပါတယ်ကျွန်တော်ကဒီ Cherry K Aesthetic Cleaning ပါအဲဆီနီယာဒေါက်တာဖြစ်တာဝန်နေပါခင်ဗျာအရှောကူကအဓိကတော့သူ့မှာပါတာတော့ PTO လို့ခေါ်တဲ့ပေါင်တာလေးတစ်ခုပါတာပေါ့နော်အဲပေါင်တာလေးကိုကျွန်တော်တို့လူရဲ့အရေးပြအောက်ထဲကိုကျွန်တော်တို့ထိုးသွင်းလိုက်မယ်ထိုးသွင်းလိုက်မယ်ဆိုလို့ရှိရင်သူကအဲကျုံထုံမှုလေးပြီးတယ်လောက်တော်မှုလေးပြီးလို့ရှိရင်ခန္ဓာကိုယ်ကနေပြီးတော့ခြားတော့အဲ collagen လေးတွေထွက်လာပေါ့နော် အဲ့အဲ့အဆိုလို့ရှိရင်လင်းသာလေးဒီတင်းရင်းလာပဲနောက်ပြီးတော့ကြည်လာပဲဝင်းလာမယ်ပေါ့နော်အဲအထီးကားကအဲတက်နေနေရလာပြီးတော့မျက်နာလေးအောက်ကိုကြော်တွဲကြနေတဲ့လူတွေအဲနောက်တစ်ခုကမျက်လုံးအောင်မှရှိရဲ့အဲတချို့လူတွေဆိုလို့ရှိရင်လည်းမျက်ကွင်းညိုတာတို့ အဲနောက်တစ်ခုကကြတော့အဲမျက်ရည်အိမ်ကြီးစဖြစ်နေတာတော့အိမ်မှာဆိုလို့ရှိရင်တော့အထက်ကတော့ကြိုက်ပေါ့နော်အထက်ကတော့အခုဒီ treatment နေရအခုနှစ်မှမြန်မာနိုင်ငံကိုစဝင်တာပေါ့နော်အဲဒီအဲ့တော့ကြတော့ client တွေဘက်ကတော့သူတို့လာလို့ရှိရင် bio stimulator ထိုးမယ်ဆိုပြီးတော့ပဲလာကြသေးတယ်အဲဘယ် brand ကိုထိုးမယ်ဆိုပြီးသူတို့ binding နဲ့တော့ အများတော့အဖြစ်မလာကြဘူးအဲ့ချိန်ကျကျွန်တော်တို့ကတော့သူတို့ရဲ့ skin condition အခြေအနေပေါ့နော်အဲနောက်ပြီးသူတို့ low add နေတဲ့ပုံမူတည်ပြီးရောဒီ brand တွေကိုတွေးပြရပေါ့အဓိကအဖြစ်အထောက်ကူကတော့ကောင်းတဲ့အချက်ကတော့အဲတခြား brand တွေတည်းစားလို့ရှင်သူကစိတ်ဖြစ်တယ်အဓိကကောင်းတဲ့အချက်ကတော့အဲ့တော့သူက reset ကချက်ချင်းတိအဖြစ်ပေါ့နော်အဲ dependable လောက်နေစားတည်တာမယ်အဓိက မျက်လုံးအောက်မှာရှိရဲ့ရဲ့ရဲ့အိမ်ကြီးရောက်ပြောတာတက်ဆိုင်ကယ်လေးအကြာဒီအထောက်ကိုဘရန်ကတော်တော်ဟုတ်ကဲ့နောက်တစ်ခုက price ပေါ့နော်အဲသူရဲ့ဈေးလေးကလည်းတင့်တင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတော့အဲ client တယောက်ကလာပြီးဆိုလို့ရှိရင်ချပြလိုက်တယ်အဲသင်တို့ကတော့ဒီလောက်ရှိမယ်ဒါကတော့ Korea made အဲ reference ကတော့ဘလို့ရှိမယ်ဘလောက်ခင်မယ်ဆိုလို့ရှိရင်ဒါကတော့အဲသူတို့အနေနဲ့လည်း အဲဒီ pricing နေဒီ reset တွေပေါ်မှုထီးပြီးတော့အထောက်ကူကိုတော့ရွေးတာတော့ကြားတယ်ကျွန်တော်လည်းလည်းရှိတယ်အထက်ကတုံးနေတာပေါ့နော်ဒီ best ever ပေါ့နော်အဲကျွန်တော်တို့ဟိုအထက်ကကောင်းတဲ့အချက်ကတော့သူတို့စိတ်တွေရောင်းခင်ဒီ video ပေါင်းတာဆိုလည်းမဟုတ်ခင်အရင်ဆုံးကိုရီးယားဆရာတွေအရင် copy တယ် seminar တွေလုပ်တယ် training တွေလုပ်တယ်တကယ်ကိုဟို တေချာတင်ကြီးတော့မှာတင်ပစ်စင်းလေးတွေကိုရောက်ပြီးတာပေါ့လို့နောက်ပြီးရဲ့အတွက်ဘာတွေအကျိုးရှိလဲဆိုတော့ကြာတော့ကျွန်တော်တို့အနေနဲ့အဒီဟာလေးရမှန်ရတယ်ပေါ့နော်ထိုးလို့ရှိရင်ဒီ client တွေကိုလေးရမှန်ရတယ်အဲနောက်ပြီးတော့ကြာတော့ technique မှန်ရတယ်အဲ့တော့မှသာဒီ CR reset ကရမှာ အဲ့တော့ဆေးရောင်းတာမဟုတ်ဘဲနဲ့ဆရာဝန်တွေကိုတကယ်စင်ငင်လဲပြီးရဲ့အတွက်တော့အရင်အဲကောင်းနေအိတ်ချက်နောက်နောက်လမက်နစ်ကကြတော့ကျွန်တော်တို့တစ်ခါလေးကြအေးပေါ်ပေါ့နော်အဲစေးလိုရဲဆိုလို့ရှိရင်ဖုံးဆက်လိုက်ပြီးဆိုတာနဲ့အနေရင်းချင်းကိုလာဖို့ပြီးအဲ့ချက်ကလည်းကျွန်တော်အနေနဲ့တော်တော်လေးသဘောကျတယ်ပေါ့လို့အဲနောက်တစ်ခုကကြတော့အဲပစ္စည်းပေါ့နော်ပစ္စည်းကိုလည်းသူတို့စတော့မပြတ်အောင်ထားပေးတယ်အဲပြတ်ခက်ကြီးနေလည်းကျွန်တော်တို့အမြဲ remind လုပ်ပေးဆရာကြီးဒီစေးလေးကတော့ အဲ့ဒီလက်ထက်မှာဘလောက်ရှိတယ်အရေးအတွက်အဲဆရာယူလို့မလားအဲ့လို remind လုပ်လုပ်ပေးတယ်အဲ့ဒီအချက်လေးကတော့ကျွန်တော်တို့ရဲကြိုက်တဲ့အချက်လေး